အားလုံးပဲမင်္ဂလာပါခေတုကိ knowledge bank ရဲ့သိပ္ပံဘာသာရပ်ကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်အတွက်တော့သိပ္ပံဘာသာရပ်တွေအများကြီးရှိတဲ့အထက်ကမှဇီဝဗေဒနဲ့ဓာတုဗေဒဘာသာရပ်နှစ်ခုနဲ့သက်ဆိုင်တဲ့ကောင်းစရီတစ်ခုရွေးချယ်ထားပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ biochemistry ဘာသာရပ်နဲ့ဆိုင်တဲ့ခေါင်းစဉ်လေးပေါ့ဗျာတောင်းတမိကိုတော့စားနဲ့လူတက်တန်းဆိုပြီးတော့အမိပေးထားပါတယ်ဒီခေါင်းစဉ်လေးကိုရွေးချယ်ပြခဲ့တဲ့အကြောင်းရင်းနဲ့ရည်ရွယ်ချက်ကတော့ဒီလိုပဲကျွန်တော်တည့်ရ ီ BBC လမ်းနဲ့အင်္ဂလိပ်ဆိုတော့ YouTube channel လေးမှာအချိန်ဖြုန်းနေတော့ဒီ Killer Sauce ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဗီဒီယိုတစ်ခုကိုတွေ့မိခဲ့တယ်ဗျ။အเจ้าကလေးကတော့ဒီစားစားသုံးခြင်းကလူသက်တမ်းကိုနှစ်နှစ်ခန့်တိုးစေတယ်ဆိုတော့အเจ้าကလေးဖြစ်ပါတယ်။အဲ့တော့ကျွန်တော်စဉ်းစားရဗျ။ကျွန်တော်တို့မြန်မာနိုင်ငံဟာသက်တမ်းတိုးတဲ့နိုင်ငံတွေကတနိုင်ငံဖြစ်ပြီးတော့အငန်းစားသုံးမှုနဲ့ရှင်ကြည့်မယ်ဆိုရင်လေထိတ်ဆုံးမှာရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီကောင်းစဉ်လေးကိုတင်ဆက်ခြင်းက အလုံးတို့အကျိုးရှိနိုင်မယ်လို့ပြောလဲမိပါတယ်။စားဆိုတာအလုံးသိကြတဲ့အတိုင်းကျွန်တော်အိမ်မှာသုံးတဲ့စားဒီ table salt ပေါ့နော်။ဒါ NaCl လို့ခေါ်တဲ့ sodium chloride ပဲဖြစ်ပါတယ်။ sodium ဆိုတာ atomic number 11ရှိတဲ့ dressing တစ်မျိုးဖြစ်တယ်ဆိုတာကျွန်တော်တို့ဒီ7တန်းမှာဒီသိပ္ပံပါတင်ဦးရတွေတည်တယ်ပေါ့။ကျွန်တော်လူသားတွေရဲ့ဇီဝကံမှာဖြစ်စဉ်တွေမှာလည်းမရှိမဖြစ်လိုအပ်တဲ့ dressing တစ်မျိုးဖြစ်ပါတယ်ဗျ။ဒါဒီအကြောင်းအရာလေးကိုတင်ဆက်ဖို့အတွက် ျွန်တော်အဓိကရှာဖွေလေ့လာခဲ့ရတဲ့အကြောင်းအရာနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့ကျွန်တော်လူသားတွေဆိုဒီယမ်ကိုဘာကြောင့်လိုအပ်တယ်လဲဆိုတဲ့အချက်ဖြစ်ပါတယ်။ကျွန်တော်လူသားတွေဆိုဒီယမ်ကိုဘာကြောင့်လိုအပ်တယ်လဲလို့မေးရင်တော့ဆိုဒီယမ်နဲ့အတူမွေးဖွားလာလို့ပဲလို့ကျွန်တော်တို့ဖြေရမှာဖြစ်ပါတယ်။လူခန္ဓာကိုယ်မှာဆိုဒီယမ်ကပါဝင်ပစ္စည်းတစ်ခုအနေနဲ့ဖွဲ့စည်းထားပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ cell လို့ခေါ်တဲ့အရာတွေမှာပိုတက်ဆီယမ်နဲ့ဆိုဒီယမ်လို့ခေါ်တဲ့ဓာတ်ရင်းတစ်ခုဟာမျှတစွာပါဝင်နေပြီးတော့ ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့လှုပ်ဆောင်ချက်အချို့ကိုဟန်ချက်ညီညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ထင်ရှားတဲ့ဆောင်ဆောင်ရွက်ချက်တစ်ခုကိုပြပါဆိုရင်တော့ဒီအာရုံရောစနစ်အတွင်းက signal လိုင်းများကိုပေးပို့ခြင်းနဲ့ခန္ဓာကိုယ်အတွင်းရင်းနှင်းသတ္တုတများကိုညီမြအောင်ထိမ့်ပေးခြင်းဆိုတဲ့လှုပ်ဆောင်ချက်တစ်ခုကိုပြရမှာဖြစ်ပါတယ်။ဒါကြောင့်ဆိုဒီယမ်လို့ပြောရင်ပိုတက်ဆီယမ်လို့ခေါ်တဲ့အရာလဲခြံထားခဲ့လို့မရပါဘူး။မီးနဲ့ရေအပူနဲ့အေးအေးဆိုတာတွေကလောကမှာ မြတ်တာဆိုတာရှိနေဘူးလို့ဆိုလိုဆိုရီယန်နဲ့ပိုတက်စီယန်လက်ပိုတက်စီယန်ဒီ level ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာညီမြဆိုတာရှိနေပါမှခုနကပြောခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုမှန်မှန်ကန်နဲ့ဆောင်ရွက်နေမှာဖြစ်ပါတယ်။ကားစီးမှာအစိပ်ပိုင်းအတိအသည့်ရဲ့လှုပ်ဆောင်မှုတွေကိုမှန်မှန်ကန်ထိမ့်သိမ်းနိုင်မှကာတတန်းကကြာရှည်နိုင်မှာဖြစ်သလိုလူခန္ဓာကိုယ်မှာလည်းပေါင်နေတဲ့ဓာတ်တွေကအပြည့်အဝတတ်တာရှိပြီးတော့မှန်မှန်ကန်လှုပ်ဆောင်နိုင်မှာမှလူတတန်းတွေလည်းကြာရှည်နိုင်မှာဖြစ်ပါတယ်။အခုပြောတဲ့ ဆိုရီးယံရဲ့ပိုတက်ဆီယမ်ဟာအစားအသောက်ကနေကျွန်တော်တို့ရဲ့အဓိကရရှိနေတာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာအထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့အစားအသောက်အနေထိုင်ရကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဒီဓာတ်တွေကမျှတစွာရရှိနေသလားဆိုတာကတော့ကျွန်တော်ဒုတိယမြောက်ရှာဖွေခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့လူသားတွေဆိုဒီယမ်ဓာတ်ကိုအဓိကရနေတာကတော့အိမ်မှာသုံးတဲ့စားကပဲဖြစ်ပါတယ်။ဒါကကမ္ဘာကမ္ဘာပေါ်ကလူသားတွေအနေနဲ့ခြုံပြီးပြောရတာဖြစ်ပါတယ်။ ျွန်တော်မြန်မာနိုင်ငံသားတွေကရောဒီဆိုဂျန်ကိုဒီစားအပြင်တခြားဘယ်ကနေရနေတယ်လဲဆိုတာတစ်ချက်လေ့လာကြည့်ကြရအောင်ပထမဦးဆုံးကျွန်တော်မြန်မာလူမျိုးပေါ့နော်လူတိုင်းဒီပါစားနေတဲ့ငပိကိုတစ်ချက်လေ့ကြည့်ရအောင်ငပိဒီအာဟာရဓာတ်များသောပါဝင်သည်ဆိုတာကတော့မှန်ပါတယ်ဒါပေမဲ့ငပိလောက်တဲ့အခါမှာစားကိုအများပြအသုံးပြုရပါတယ်ဒါကြောင့်ငပိကြိုက်တဲ့မြန်မာလူဟာဒီငပိကနေတဲ့ဆိုဒီယမ်ကိုများစွာရရှိနေကြပါတယ်နောက်တစ်ခုကတော့ အချုံမုတ်အသားမုတ်ဘာလို့ဆိုတဲ့ဖြင့်နာမည်အမျိုးမျိုးတက်ပြီးတော့ကျွန်တော်တို့ဟင်းခက်အချုံမုတ်နေမှာဒီဆိုဒီယမ်ပေါင်နေတာကိုလေ့လာတွေ့ရှိရပါတယ်ကျွန်တော်နိုင်ငံမှာတော်တော်များများကအချုံမုတ်ကိုပေါပေါပြပြအသုံးပြုနေကြတာကြောင့်အချုံမုတ်ညီလဲပဲဒီအချုံမုတ်ကညီလဲပဲဆိုဒီယမ်ကိုအများအပြားကျွန်တော်တို့ရရှိနေတာဖြစ်ပါတယ်ကျွန်တော်နေဒီလိုအစားအသောက်နဲ့ပတ်သက်ပြီးတော့ဆိုဒီယမ်ရတဲ့အစားအသောက်နဲ့ပတ်သက်ပြီးထပ်ပြောမယ်ဆိုရင်အများကြီးထွက်လာမယ်လို့ထင်မိပါတယ် ဥပမာဗျာကျွန်တော်ငါ6တို့ငါပြီကောင်းငါဆလဲတို့ငါပြီလင်မကျက်ချင်းကန်ဆက်အတုပ်စသဖြင့်ချင်းကန်ဆက်အတုပ်တို့ဗောနော်စသဖြင့်အစားကိုအများပြအတုပ်ပြုတဲ့အစားတပောင်းများစွာကိုကျွန်တော်တို့လူမျိုးများရဲ့အစားအစာများတဲ့မှာတွေ့မြင်နိုင်ပါတယ်ဒါတွေဟာနေ့စဉ်ဆိုဒီယမ်ကိုခန္ဓာကိုယ်အတွင်းပေးပို့နေတဲ့အစားအသောက်တွေဖြစ်ပါတယ်ကျွန်တော်ထပ်မှပြောခဲ့သလိုကျွန်တော်ခန္ဓာကိုယ်ထဲမှာပိုတက်ဆီယမ်နဲ့ဆိုဒီယမ်ဟာမျှတနေမှခန္ဓာကိုယ်ရဲ့လုံးဆောင်ချက်တွေကမှန်မှန်ကန်နဲ့လဲပက်နိုင်အောင်စောင့်ရပေးနေမှာဖြစ်ပါတယ် ကျွန်တော်လေ့လာမိသလောက်တော့ကျွန်တော်တို့ရဲ့နေ့စဉ်အစားအသောက်တွေမှာပိုတက်ဆီယမ်ပါတဲ့အစားအသောက်ကဆိုဒီယမ်နဲ့နှိုင်းရှင်ပဲဆိုရင်ဆိုဒီယမ်ပါတဲ့အစားအသောက်နဲ့နှိုင်းရှင်ပဲဆိုရင်တော်လေးနည်းတာကိုတွေ့ရှိရပါတယ်။ဒါကြောင့်ဆိုဒီယမ်နဲ့ပိုတက်ဆီယမ်အချို့ဟာမျှတမှုမရှိဖြစ်နေမှာတော့ကျင်းစီပေါက်ဖြစ်ပါတယ်။ဒီလိုမျှတမှုမရှိအချို့ဆက်အနေနဲ့ဘာတွေဖြစ်လာနိုင်မလဲ။ဒီဖေကိုကျွန်တော်ကဟိုအင်တာနက်ကနေရှောက်ဖက်ပြီးတော့ ပြောလို့လည်းရပါတော့အဲ့လိုပြောနေတာတဲ့စာရင်ကျွန်တော် K2K channel ကမိတ်ဆွေများလည်းဘုသူတ္တပုံမူရရှိဘုသူတ္တတွေကိုတိတိကျကျနဲ့ပုံမူရရှိစီဖို့ဒီ네ပင်မှာလက်တွေနဲ့ပေါင်းဆက်ပြီးတော့နားလေတက်ကြွနဲ့အာဟာရပညာရှင်ကြီးဒေါက်တာဒေါဝင်းမြင့်နဲ့ပေါ့ကျွန်တော်တွေ့ဆုံမေးမြန်းခဲ့ပါတယ်ဗျာ တွက်ပေါ့နော်အဓိကအရေးကြီးဆုံးဖြစ်တဲ့ဓာတ်ပေါင်းတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဆိုလျင်နေဟုတ်တက်စီယန်နေပေါ့နော်တခြားဓာတ်တွေလည်းရှိပါသေးတယ်ဒါပေမဲ့ဒီနှစ်ခုအကြောင်းလေးကျွန်တော်ပြောပြသွားမှာဖြစ်ပါလိမ့်အဲ့တော့အားလုံးသိကြတဲ့အတိုင်းပေါ့ကျွန်တော်တို့ကဆိုလျင်နေဟုတ်တက်စီယန်နေရဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအလက်ထရိုလိုက်တွေပေါ့နော်ဒါရီယာဆိုလို့ရှိရင်ပုံမှန်အားဖြင့်လည်းကျွန်တော်တို့ကရှိနေကြတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဆရာဝန်တွေတော်တော်များများဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့တွေကဥပမာအထူးသဖြင့်ပေါ့နော်ယောဂဖြစ်တဲ့သူတွေနောက်ပြီးတော့ခါကြလို့ရှိရင် chronic illness လို့ခေါ်တယ်နော်အဲကျွန်တော်တို့နာတာရှည်ဖြစ်တဲ့သူ ေနောက်ပြတ်ခါကျလို့ရှိရင်ဇာဘကြောက်ကလနာလေးပေါ့နော်ကျမတို့ရမျက်စစ်လေးရှိပါလေဥမာဆိုရန်ကြီးကပဲများနေသလားပိုတက်ဆီယမ်ကြီးကလည်းများနေသလားစသဖြင့်ပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုရင်ကျမတို့ဆိုရန်ကြီးကဆိုဒီသွေးထဲမှာပေါ့နော်ကျမတို့ရသူ့ရဲ့ပုံမှန်အဖြစ်ပေါ့နော်အာဇာကျမတို့ရပုံမှန်135ကနေ145ပေါ့နော်အဲ့ဒီမီလီမိုပါလီတာလောက်ဒီကျမတို့ရှိရပါမယ်ပိုတက်ဆီယမ်ဆိုလည်းဒီလိုပဲပေါ့နော်ကျမတို့325ပေါ့ဒါမီလီမိုပါလီတာနဲ့ကျမတို့က normally ပေါ့ရှိဖို့အရေးကြီးပါတယ်အကယ်၍များအဲ့ဒါများမရှိခဲ့ဘူးဆိုလို့ရှိ ှင်တော့ဥပမာကျမတို့တွေကဆူရန်ကြီးများသွားလို့လည်းမရပါဘူးပိုတက်ဆီယမ်ကြီးများသွားလို့လည်းမရပါဘူးဒီလိုပဲပေါ့နော်ဆူရန်ကြီးညော့သွားလဲဆိုလဲကျမတို့ကမဖြစ်ရဘူးပေါ့နော်ပိုတက်ဆီယမ်ကြီးညော့သွားလဲဆိုလဲကျမတို့ကမဖြစ်ရပါဘူးအကိတ်ကြီးများကျမတို့ဆူရန်ကြီးများသွားရင်မဖြစ်မလဲဆိုကျမတို့ကဒါဆူရန်များသွားလို့ရှိရင်တော့ hyper natriuria လို့ခေါ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့သွေးထဲမှာဆူရန်ကြီးများလာပြီဆိုရင်ဒါအငန်တက်ကြီးများလာတယ်ပေါ့နော်အဲ့တော့သူမှဆိုလို့ရှိရင်မလိုအလားအတက်ဥမာဆိုရှင်သွေးတူရောဂါကြီးဖြစ်လာနိုင်တယ်နောက်ပြီးအခါကျလို့ရှိရင်ပေါ့ เนาะကျွန်တော်တို့တွေကပေါ့เนาะဒါတခြားပေါ့เนาะ reaction တွေဆိုတာ news ကိုပြတ်တက်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ခန္ဓာကိုယ်တွေမှာများလာပြီဆိုလို့ရှင်တော့ဒါရေလိုအပ်လာပြီလို့လည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့เนาะဒါကြောင့်မို့ဥပမာဆိုရှင်ကျွန်တော်တို့တွေကရေကိုထပ်ပြီးတော့မှထိပ်ပြီးလာမျိုးပေါ့เนาะဒီလိုတွေရှိတတ်ကြပါတယ်အဲ့တော့ဒီဆိုလျံကတော့ပြောမယ်ဆိုရင်တော့နည်းသွားတယ်ဆိုလို့ရှင်လည်းဒါကျွန်တော်တို့ hyponatremia ပေါ့เนาะ hyponatremia ဖြစ်တယ်ဆိုလို့ရှင်ဥပမာလူငယ်တွေကအလွယ်ဆုံးစင်တန်းလို့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်တတိလက်သွားတာမျိုးပေါ့เนาะနောက်ပြန်ခါကျရင်စကားတွေဆိုရှင်တောင်း ောင်မြန်ရင်းမြပြောတာမျိုးပေါ့နော်ဒီလိုမျိုးတွေရောက်သွားပြီဆိုတော့ကျွန်တော်တို့တွေကဒါဆိုရင်ကျွန်တော်တို့ထည့်ရမယ့်ရည်အရည်အတွက်ပါဆိုလို့ရှိရင် short ပေးရမယ်ဆိုတာပေါ့ဒါတော့ကျွန်တော်တို့ဆရာမကြီးကတော့ဒါများတော့အဖြစ်သိပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေပေါ့နော်ဒီဆိုရင်တွေညီညီမြမြရှိဖို့ဆိုရင်ဆိုရင်ကျွန်တော်တို့အစားအသောက်တွေပေါ့ဥပမာဆိုဆိုရင်တွေကတော့များတော့အဖြစ်တော့ကျွန်တော်တို့ရဲ့ဘယ်မှာပါလဲဆိုလို့ရှိရင်ဘောတော့မှအသီးရွက်တွေထဲမှာလည်းတဘာဝအဖြစ်ကတော့ဆိုရင်တွေပါပါတယ်နောက်ပြည့်ခါကျလို့ရှိရင်အထူးသဖြင့်တော့စားပေါ့ကျွန်တော်တို့စီမှာအများဆုံးသိတာကတော့စားထဲမှာဆိုလဲဆိုရင်တွေပါ ါတယ်။ဟုတ်တယ်။အဲ့တော့ကျမတို့စားစားတဲ့နေရာမှာလေပေါ့နော်။တရက်ကိုကျမတို့နေရာဆိုဒီယမ်ဘလောက်လိုတယ်လို့ပြောလို့ရှိရင်တရက်ကို1500ပေါ့နော်။1500မီလီဂရမ်ပဲကျမတို့လိုအပ်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဥပမာသွေးတိုးယောဂရှိတဲ့သူတွေပေါ့နော်။ဥပမာဆိုလို့ရှိရင်စီဟိုမျိုးပြချက်ကယောဂရှိတဲ့သူတွေမှာဆိုကျမတို့1500လောက်ထိပဲကျမတို့ပြီးတယ်ပေါ့နော်။တာမန်လူတွေမှာဆိုလို့ရှိရင်တော့ဥပမာဆိုရှင်တော့2400ပေါ့။1500ကနေပြီးတော့မှ2400အတွင်းပဲစားရမယ်လို့ကျမတို့ဆိုတာပေါ့။အဲ့တော့စားတဲ့စုံမှာတော့များသောအားဖြင့်6ဂရမ်ပါပါတယ်။သူတည်းမှာဆို လို့ရှိရင်ဆူရန်ကတော့1400မီလီဂရမ်ဆိုပြီးကျွန်တော်တို့သတ်မှတ်ထားတာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့လည်းဆက်ဘာကပေါ့နော်ဒီတွေးတိုးယောဂရှိတဲ့သူတွေလည်းဘယ်ကကျွန်တော်ကြောက်ကယောဂရှိတဲ့သူတွေမှာဆိုညာသဖြင့်ဆိုကျွန်တော်တို့ကဒီ1500အထိပေါ့သုံးပုံတစ်ပုံလောက်အထိကိုလည်းကျွန်တော်တို့ short ချပါတယ်။အဲဒီတော့ပေါ့နော်ကျွန်တော်တို့ဒီလူတွေတိထားဖို့ကကြတော့ဥပမာစားဆိုတာကျွန်တော်တို့ဆူရန်ဆိုတာပေါ့စားတူတဲမှာနေပါတာတော့မဟုတ်ဘူးပေါ့နော်အထူးသဖြင့် process လုပ်ထားတဲ့ food တွေပေါ့ဥပမာဆိုလို့ရှိရင်ဘာကာတို့လိုမျိုးတခြားပေါ့နော်ပေါင်မိုးတို့မှမျိုးနောက် ပြောမှအသေးရွက်ဒီမှာဆိုလို့ရှိရင်ကျမတို့ကပါလာရှိပါတယ်အဲ့တော့အဓိကကတော့နောက်တနတ်တွေပေါ့နော်။ဟိုမှာကျမတို့ဒီစားတဲ့တရတီတနတ်လိုမြင့်ဖားရဲ့တနတ်လိုနော်ဒီလိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးမှာဆိုရှယ်လာကျမတို့ဒီစားတဲ့ထဲမှာလည်းပါလာဖြစ်တဲ့အတွက်ကြောင့်လို့ဒီပုံတော်တော်များများဆိုစားရင်လျှော့လို့မရဘူးပေါ့နော်။ဆိုရင်များများခဲ့ပြီဆိုလို့ရှိရင်ဟိုမှာဆိုရှယ်တနတ်ဒီစားလာလျှော့ရမယ်နော် process food တွေစားလာလျှော့ရမယ်ဆိုတာရုပ်လည်းသိစေချင်ပါတယ်ရှင်။ဒါကတော့ဆိုရင်လည်းပတ်သက်ပြီးတော့မှပြောပြတာပေါ့နော်။နောက်တစ်ခုကတော့ကျမတို့ကုတက်စီယံပေါ့နော်။ ပိုတက်ဆီယမ်ကလည်းဒီလိုပါပဲကျမတို့ကခန္ဓာကိုယ်ထဲမှာပိုတက်ဆီယမ်ကြီးရှိနေမှသာလေနဲ့ကျမတို့ခန္ဓာကိုယ်ထဲမှာဥပမာဆိုရင် NAD ကြောတွေပြဲလုံးလုံးတာမျိုးဒါပေမဲ့နှလုံးပေါ့နော်သူတစ်ပြက်တော့ကျမတို့တွေကနှလုံးမှာဆိုရင်ပိုတက်ဆီယမ်မရှိခဲ့ဘူးဆိုလို့ရှိရင်ကနှလုံးမှာဆိုရင်အလုပ်ကောင်းစွာမလုပ်နိုင်ဘူးအဲ့ဒီလိုပဲနှလုံးမှာဆိုရင်ကိရိများပိုတက်ဆီယမ်များသွားပြီဆိုလို့ရှိရင်လေပေါ့နော်ဒါကျမတို့ cardiac arrest လို့ခေါ်တယ်နော်ဒါနှလုံးရက်တာမျိုးတော့မှာဒီဖြစ်နိုင်ပါလေဒါကြောင့်မို့ကျမတို့တွေအနေနဲ့ဆိုလို့ရှိရင်ဒါဆူရီယမ်နေပိုဆူရီယမ်နေအပြစ်ပေါ့ ီပုတ်တက်စီယံကိုလည်းကျွန်တော်တို့တွေးလင်းမှာစစ်ပြီးတော့မှာပေါ့နော်ဘယ်လောက်များရှိနေတယ်လဲဆိုတာလည်းကျွန်တော်တို့စစ်လေးရှိပါတယ်အဲ့တော့ပေါ့နော်အပေါ်မှာပုတ်တက်စီယံညော့နေသွားတယ်ဆိုလို့ရှိရင်တော့များသောအဖြစ်ပေါ့နော်အထူးသဖြင့်အတိလွယ်ဆုံးကတော့ဗာလဲဆိုကြွတ်တက်တာပေါ့နော်ဥပမာကြွတ်တက်တာမျိုးလို့ဒါမျိုးဆိုလို့ရှိရင်ဒါအလွယ်ဆုံးနည်းနဲ့ကျွန်တော်တို့သိတာဖြစ်ပါတယ်ဥပမာပုတ်တက်စီယံများလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘေးအောင်ချောက်ချားပြောတာမျိုးနောက်ပြီးတော့နှလုံးမှာမောလာတာမျိုးပေါ့နော်ဒီလိုမျိုးနည်းနဲ့သိတာဖြစ်တဲ့အတွက်ကြောင့်မို့ပုတ်တက်စီယံလို့ကျွန်တော်တို့တွေကနေပြီးတော့မမှန်ကန်တဲ့ရှိနေကိုလည်းအရေးကြီးပါတယ် ရှင်။ဒါကြောင့်မို့ကျွန်တော်ကုတက်ဆရာဆိုရင်ဘယ်အစားအစာတွေလဲမှာများအများဆုံးပါတယ်လို့ကြည့်မယ်ဆိုသူကလည်းပေါ့နော်ဥပမာဆိုရင်ကျွန်တော်အုံးရည် เนาะอุ้งหยีแท้มาတော့မပြောသေးတယ်မှာတော့เนาะဘယ်လိုမှဆိုရှင်စပစ်သေးတယ်မှာတော့လင်မောသေးတယ်မှာတော့စသဖြင့်ကျွန်တော်တို့ပိုတက်ဆီယမ်နေရာဆိုရှင်ဒီလိုမျိုးများပါပါတယ်ရှင်နောက်ပြီးတော့ခါကြလို့ရှင်ဟင်းသီးဟင်းရွက်တွေပေါ့เนาะအစိမ့်အောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေထဲမှာလေပါပါတယ်အဲ့တော့များလာပါလာတော့ဥပမာကြိုက်လန်တို့လိုမျိုးမုံငင်းရွက်တို့လိုမျိုးပေါ့เนาะဒီထဲမှာဆိုရှင်ကျွန်တော်တို့ပိုတက်ဆီယမ်တွေများပါတယ်ဒါကြောင့်မလို့ဥပမာပေါ့เนาะတချို့သောလူများတွေကပိုတက်ဆီယမ်များနေပြီဆိုရှင်ကျွန်တော်တို့တွေကပိုတက်ဆီယမ်တွေလျော့တဲ့အစားအစာတွေမျိုးပြီးပါတယ်เนาะဥပမာဆိုရှင်ပန်းနီးတို့ ော်ဒါပန်းတစ်တော့လို့နော်ငကမောက်ပြီးတဲ့မှာဆိုရင်တော့ potential ကပါဝင်နေပမာဏဆိုရင်ကျမတို့ကနေပါလိမ့်ရှင်အဲ့တော့ကျမတို့တွေကဒါဒီယူဆိုကျမတို့ကစားဖို့လိုတယ် ပိုတက်ဆီယမ်များတဲ့အစားဆိုင်တွေတော့ကျွန်တော်တို့ရှော့ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့အုံးကြီးလို့မပြောသေးလို့နောက်တော့မှဆန်းပစ်သေးလို့လိမ္မော်သေးလို့ဆိုရှင်တော့ရှော့ပေးရမှာပေါ့နော်အဲ့ဒီလိုပဲအရွက်တွေဆိုလို့ရှိရင်လည်းဥပမာဆိုရှင်ပိုတက်ဆီယမ်တွေများတယ်ဆိုလို့ရှိရင်ဒီအရွက်တွေကျွန်တော်တို့ရင်နှီးနဲ့စိမ်ပြန်ရပါမယ်ရင်နှီးနဲ့စိမ်ပြီးဆိုရှင်ပြူစာတောင်းပလိုက်ပါပေါ့နော်တောင်းလိုက်ပြီးတော့မှကြော်ချက်လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရတာပိုတက်ဆီယမ်ကိုဆိုရော့ပါတယ်လို့ကျွန်တော်တို့ပြောလို့ရတယ် ါ့နော်အကိမိများလူရဆိုလို့ရှိရင်ခုမှ one shot တဲ့အခါမျိုးပေါ့နော်ဥပမာဆိုရှင်တွေးရအရင်ထွက်တဲ့အခါမျိုးတချို့ခုပေါ့နော်ကျွန်တော်တို့ high volume နဲ့ shot တွေခေါ်ပါတယ်ဟိုတက်ဆန်လေးအရင်နှဲသွားတာမျိုးလည်းရှိပါတယ်ဒီခါလေးကြရင်လည်းဥပမာ cancer လူလာနေမျိုးမှာအစားစားနှဲတာနှဲသွားပြီဆိုရင်လည်းဒါဟိုတက်ဆန်လေးအရင်ကျသွားတတ်ပါတယ်အဲ့လိုကျသွားတတ်ပြီဆိုရင်ကျွန်တော်တို့အမြန်ဆုံးပေါ့နော်ဟိုတက်ဆန်ကိုအစားအစာနဲ့ဖြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အုံးရည်နဲ့တော့ကျွန်တော်တို့ဖြည့်လို့ရှိပါတယ်ရှင်အုံးရည်ကိုမပြောသေးစားတာလို့နောက်ပြန်ခါချင်အဲဆိုပေါ့နော်ကျွန်တော်တို့ ီဆန်ကစ်သေးလို့စားလာမျိုးနဲ့တော့ကျွန်တော်တို့ရှိလေးရှိပါတယ်။စေုံနေမှာတော့ကျွန်တော်တို့တက်တော်လေဒါမှမရဘူးဆိုရင်ကျွန်တော်တို့ intravenous ပါနော်။ကျွန်တော်တို့လက်ထဲကနေပြီးတော့မှလည်းသွင်းလာရှိပါတယ်။ဒါကြောင့်မို့ပြောရမယ်ဆိုရင်တော့ sodium နဲ့ potassium တို့ဆိုတာဟာတကယ်ကိုပဲကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ electrolyte တွေပေါ့နော်။ electrolyte တွေဖြစ်တဲ့အတွက်ကြောင့်လို့ဒါလေးရဆိုရှင်အရင်ကကျွန်တော်တို့ကမန်ကန်တွေကိုအရေးကြီးပါတယ်။အဲ့တော့ပေါ့နော်ကျွန်တော်တို့ဒီ potassium ကတော့ကျွန်တော်တို့ daily requirement ပေါ့နော်။တစ်ရက်ကိုဘယ်လောက်လိုလဲလို့ပြောမယ်ဆိုတော့ကျွန်တော်တို့တွေက ော်ဥပမာ2000ပေါ့နော်2000 mg ဒီကျမတို့ကလိုအပ်တာပါဒါကြောင့်မလို့ပေါ့နော်ဒါနဲ့ညီမြသောစားစာလေးဆိုရင်ကျမတို့ကအရင်းနဲ့စားနေဖို့အရေးကြီးပါလေမကိပြညာဆူရီယံနဲ့ကိုတက်ဆီယံလာဆိုကျမတို့ကတခုကဆိုရှင်ရင်ကျမတို့ကတော့ ECF ပေါ့နော် extra cellular fluid ထဲမှာရှိတယ်တခုကဆိုလို့ရှင် ICF လို့ခေါ်တယ် intra cellular fluid ထဲမှာရှိပါတယ်သူတို့နှစ်ခုက balance မဖြစ်တော့ဘူးဆိုလို့ရှင်ဒါကျမတို့တွေကဥပမာပေါ့နော်ဆူရီယံနေဥပမာများလာတဲ့မျိုးဆိုလို့ရှင်လေကျမတို့ရဲ့ဥပမာအဒီမားတွေဖြစ်လာတာမျိုးတွေလည်းရှိ တတ်ကြပါလေ။ဒါကြောင့်လို့ဒါတော့ဆရာမနေပြည့်ကျွန်တော်တို့ဆုံးဖြတ်ချက်တွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်လို့လူတွေအကုန်လုံးကတော့တည်ထားဖို့ရာကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာဆိုဒီယမ်တွေကိုတင်ဆက်နေဆိုတဲ့နော်အီလက်ထရိုလိုက်တွေနောက်တခြားတွေလည်းရှိပါသေးတယ်။အပေါ်မှာကလိုရိုက်တို့ကပေါ့ဗိုက်တာမင်နှိတ်တို့နော်နောက်ပြီးတော့ကယ်လ်ဆီယမ်တို့မဂနီဆီယမ်တို့ဖော့စဖရပ်တို့ဒါတွေအားလုံးပါဆိုချင်အီလက်ထရိုလိုက်တွေဖြစ်တဲ့အတွက်ကြောင့်လို့ဒါတွေအားလုံးပါဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာမန်ကန်စွာရှိနေဖို့အရေးကြီးတယ်ဆိုတာလည်းပြောပြချင်ပါသေးရှင်။ အဲ့တော့ညီကုန်းချုပ်အနေနဲ့ဆရာမကြီးရဲ့ပြောကြားချက်ကိုတုံ့တက်ကြည့်မယ်ဆိုရင်ဆိုဒီယမ်သည်အရေးကြီးတယ်လို့တခြားသောအလက်ထရိုလိုက်တွေသည်လည်းပဲလူသားတို့အတွက်အရေးကြီးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီကနေ့ဗီဒီယိုရဲ့အဓိကမေးခွန်းဖြစ်တဲ့ဆိုဒီယမ်ဝင်နာများရင်အသက်တိုသွားတယ်ဆိုတာမှန်သလားလို့မေးမယ်ဆိုရင်တော့ကျွန်တော်တို့လူပတ်ဝန်းကျင်ကိုပြန်ကြည့်ရင်အဖြေကရှင်းပါတယ်။လူကြီးတော်တော်များ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 ဆိုအများစုပေါ့ဗျာ။လူကြီးအများစုကအသက်ကြီးတာလို့ရှိရင် ကျွန်တော်ယောဂရဲ့လိုဖြစ်လာရဆိုလို့ရှိရင်တွေးတိုးနှလုံးစတဲ့ယောဂရဲ့ပတ်သက်တဲ့ယောဂရဲ့ဖြစ်တာများပါတယ်ဗျဒါတွေကစားစားသုံးမှုလွန်ကဲခြင်းကြောင့်ဖြစ်တဲ့ယောဂတွေပဲဖြစ်ပါတယ်ဒါတွေကိုကြည့်ရင်မိတ်ဆွေတို့ဒီမိကုံးလေးရဲ့အဖြေကိုရှင်းရှင်းလင်းလင်းသိနိုင်မယ်လို့ထင်ပါတယ်ဗျဒါကြောင့်ဘယ်အရာမဆိုတန်ဆေးလွန်ပေးဆိုတဲ့စကားအတိုင်းလိုအပ်တဲ့ပမာဏထက်ကျော်လွန်ပြီးမစားမိစေဖို့နဲ့လိုအပ်တဲ့ပမာဏကိုလည်းကျွန်တော်တို့ဒီဗီဒီယိုထဲမှာဆရာမကြီးကပြောပြခဲ့ပြီးပြီမို့သဘောပေါက်ကြမယ်လို့ထင်ပါတယ် ။ဒါပြင်ဆိုရီယန်ဤသူပိုတက်ဆီယမ်လို့ခေါ်တဲ့ဓာတ်ဒီလည်းပဲညီမအောင်စားသုံးပေးရမယ့်ဓာတ်တစ်ခုဖြစ်တယ်ဆိုတာကိုလည်းဆရာမကြီးကပြောခဲ့သလိုဘလို့အစားတောက်ကနေပိုတက်ဆီယမ်ကိုအဓိကရတယ်လေဆိုတာကိုလည်းထည့်သွင်းဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ကျွန်တော်တို့တွေကအတိအကျမလိုက်နာနိုင်ဘူးဆိုရင်တော့မှအရင်ဆုံးလောက်ရမှသည် အငန်းကိုရှော့စားခြင်းနဲ့ပိုတက်ဆီယမ်ပါသောအသိရွယ်များကိုပိုစားခြင်းသာဖြစ်ပါလိမ့်မယ်ဆိုတာကိုတင်ပြရင်းနဲ့ ီတစ်ပတ်တော့နားပါအောင်မယ်နောက်တစ်ပတ်လက်ကြရတဲ့ကဏ္ဍကတော့စီးပွားရေးကဏ္ဍဖြစ်တာကြောင့်စောင့်မျှော်အားပေးကြပါဦးခင်ဗျာ